အားလုံးပဲမင်္ဂလာပါအစီဖရာနှုတ်ရင်ဘာမစ်ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဦးချီယာလူဖီအကိုတင်မောသားလို့တော့ကအင်တာဗျူးဖြေရလားပြောပြပါလားအကိုကအင်ဂျင်ပိုင်းလားအာကျွန်တော်ကအင်ဂျင်ဒီပါမန့်ကဖြစ်ပါတယ် brother ရေနောက်တစ်ခါကကျွန်တော်တို့တင်မောသားလို့တော့ကအင်တာဗျူးဖြေရလားဆိုတဲ့ကိစ္စကနည်းနည်းတော့ခက်ခဲပါတယ်နက်နဲပါတယ်ဘာလို့လဲဆိုတော့ brother မသိလို့ပါ ကျွန်တော်တို့က အာကျွန်တော်တို့စာချုပ် contract ပေါ့လေ contract ကကျွန်တော်တို့တင်မောတက်ခံတင်မောကစိုက်ဆယ်လပေါ့လေတချို့လဲ7လ12လအများဆုံးတော့12လပါပဲအဲ့ဒါပြီးတဲ့နောက်မှာကျွန်တော်တို့အိမ်ပြန်လာပါတယ်အိမ်ပြန်လာပြီးတဲ့နောက်မှာကျွန်တော်တို့ပြန်တက်ခံဒီတိုင်းကျွန်တော်တို့တွေ interview ဖြေရပါတယ်အဲ့တော့တင်မောတစ်ခါပြန်တက်ခံဒီတိုင်းကျွန်တော်တို့ interview ဖြေရပါတယ် brother တန်းထိုက် GS ကဘာတာဝန်တွေကိုလှုပ်ဆောင်ရလဲ bro တဲ့ ဘရို GS ဆိုတော့ကျွန်တော်တို့ GS က Galaxy Steward ပါကျွန်တော်ကတော့ဖြစ်နိုင်ရင်အဲကျွန်တော်တို့ CDC မှာ issue မှာကျွန်တော်တို့ GS နဲ့မထွက်စေချင်ပါဘူးအဲ GS ကအဓိကကျွန်တော်တို့အာ Galaxy မှာလုံးလောက်ကမှာပေါ့နော်အဲ့တော့ Galaxy မှာအလုံးလောက်ကမှာကျင်တူတူကျွန်တော်တို့ပို့ပြီးတော့မြန်အောင်လို့ကုတင်တန်းလေးတက်ပြီးတော့ကျွန်တော်တို့ mass man နဲ့ပဲ light စေခြင်းမတဲ့ GS ကြီးနဲ့တော့ ဒါသာတို့လိုင်းရဖို့ကြာပါလိမ့်မယ် GS ရဲ့တောင်းဝန်ကတော့ဂယ်လီမာအလုပ်လုပ်မှာပဲဖြစ်ပါတယ်ခင်ဗျာ Nita 986 Fitter နဲ့ Wireler တွေလောက်ရမဲ့လုတ်ဆောင်ချက်တွေတည်ကျင်ပါတယ်တဲ့ Brother ရေ Brother ကအခုအာဒီမောလိုက်ပြီးပြီလားဒါမှမဟုတ်လို့ရှင်အာလူတစ်လားဆိုတော့အဲကိစ္စလေးကိုအဖြေလေးကိုကျွန်တော်တည်ကျင်ပါတယ်အာတကယ်လို့ ဘရာသာတင်မောမလိုက်ကြသေးဘူးဆိုလို့ရှိရင်တော့ဒီမေးခွန်းခဏထားပါဦးဘရာသာရေးသိလားကျွန်တော်တို့တကယ်လို့ဘရာသာလိုက်ပြီးပြီဆိုလို့ရှိရင်လည်းမေးစရာတော့မလိုတော့ဘူးထင်ပါတယ်ဒါပေမဲ့လို့ကျွန်တော်တကယ်လို့ကျွန်တော်လည်းအခုလက်ရှိ fitter ဟုတ်မနေဘူး wireler ပဲရှိသေးတယ် wireler လုံးဆောင်အောင်မဲ့ချက်တွေတည်ကျင်တော့စာရေးထားတဲ့ကျွန်တော်ရေးမှတ်ထားတဲ့ note တွေရှိတယ် brother ကိုကျွန်တော် pass နဲ့ Facebook person နဲ့ account မှာလာတောင်းလိုက်ပါကျွန်တော်ပေးပါမယ် filter ကတော့အဓိကကတော့ wedding နဲ့ cutting တွေကျွမ်းကျင်ရမယ်ပိုင်ပိုင်ပြင်ဆင်ချိန်မရပဲစင်ကာပူပို့ join ရမှာမို့ walkie wee တောက်ထားရင်၄ရက်နဲ့ဆိုရင်ဘာတွေစောင်းရှောင်ရမလဲဗျာတဲ့စီမံ immigration မှာဆေးစစ်သေးလားဗျစင်ကာပူအချင်း join လာလို့ လေးရက်ပဲအချိန်ယူဖို့ရတော့ဝကီးသမားအတွက် ပြောပြပေးပါဦးအာဝကီးသမားတွေဝကီးသမားတွေဆိုတော့ဝကီးသမားလေးအတွက်ကကျွန်တော်တို့တမောဂျွိုင်းကန်ကြီးဆိုရင်ကျွန်တော်တို့စစ်စစ်ကပါတယ်မြန်မာပြည်ကမထွက်ခင်ပါကျွန်တော်နိုင်ငံခြားထွက်မယ်ဆိုစစ်စစ်တယ်စစ်စစ်တဲ့အချိန်မှာ brother ကစစ်စစ်ဖို့လေးရက်ပဲလိုသေးတယ်ဆိုရင်တော့အဆင်ပြေပါသေးတယ်ဝကီးတောက်တာနော် ိုကြီးတောက်တာအဆင်ပြေပါတယ်နောက်ပြီးတော့စင်ကာပူစီမံအင်မီဂရေးရှင်းမှာဝကီးအဲ့တခြားစစ်စစ်တာတွေဘာကြီးလဲမလုပ်ပါဘူးဝကီးတုတ်ကြီးတွေဘာကြီးတော့မဖန်သွားနဲ့ဖန်သွားရင်တော့ brother အမစင်ကာပူမကြွားရပဲနဲ့မော်စကို join ဖြစ်နေပါလိမ့်မယ် brother ကြီးเนาะအဲ့တော့ take care ပါ bro small we every day okay ရဲသူအောင်ကျွန်တော်ကကြီးတွဲအောင်ထားတယ်တဲ့ဘယ်ကစတက်ရတာလဲမသိလို့တဲ့အာညီလေးရေဘယ်ကစတက်ရတာလဲမသိရင်တော့အကိုပြပြမယ်ဆိုတော့ तू ကတကိဒဒေါ်ဘုံတင်မောချင်းမှာ DMA ရေချောင်းပို့ဆောင်ရေးနဲ့ညွန်ကြားရေးဝင်ကြီးဌာနရှိတယ်အဲ့ဌာနမှာကျွန်တော်တို့ ကျွန်တော်တက်တုန်းကတော့ PGI တို့ BMDC တို့အဲဒီအကြောင်းတွေရှိတယ်အဲ့မှာတင်းတန်းအကြောင်းတွေအများကြီးရှိတယ်အဲ့ဒီတင်းတန်းအကြောင်းတွေတဲကိုတွားတွားပြီးတော့ဒီမော်တာဖြစ်ခြင်းလို့ပါဒီမော် တက်ခြင်းလို့ပါလူတစ်ပါဘယ်ကစလောက်ကမလဲဆိုတာကိုသူတို့တွေကအစကနေပြီးတော့အဆုံးထိဘယ်တင်းတန်းတွေတက်ကမယ်ဆိုတာကိုသူတို့ရှင်းပြပြီးတော့တက်ခိုင်းပါလိမ့်မယ်နော် Sorter William 62 ER နဲ့လိုက်ခြင်းလို့ Color Test မအောင်ဘူးဗျ မျက်ကပ်မှန်နဲ့ပြန်ဖြေရမလားမဖြေရတော့ဘူးလားဗျာအကူတစ်ချက်တော့ပြောပြလို့ရမလားတဲ့ဆိုတော့ကျွန်တော်တို့အင်ဂျင်နဲ့လိုက်ချင်နေဆိုရင်တော့မျက်မှန်သို့မဟုတ်မျက်ကပ်မှန်နဲ့တက်ပြီးတော့ i test ဖြေတာကိုလက်ခံပါတယ်ဒါပေမဲ့ color test မအောင်တာဆိုလိုချင်တာ color test မအောင်တဲ့အကြောင်းရင်းက color blind ဖြစ်နေလို့ပေါ့ဗျာဆိုတော့ color blind ဖြစ်နေတာကိုတော့ မရပါဘူးဆိုတော့ color blind ဖြစ်ရင်တော့ကျွန်တော်တို့တင်မောတာလုံးလို့မရပါဘူးညီလေးရေကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာလည်းပြန်လည်ဆုံတွေ့ကြပါဦးမယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe မလုပ်ကသေးရင်လုပ်ပေးသွားကြပါဦးလို့တောင်းဆိုရင်းနဲ့ပဲဒီဗီဒီယိုကိုဆုံးသတ်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်